ကဲကျွန်တော်တို့ရင်းကုန်ပြောရှင်တာရဗီရင်ကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဗာမင်းတဲ့ခကျွန်တော်တို့တင်ကြပြသခဲ့တဲ့လက္ခဏာပညာများစွာနှစ်ကနေတစ်ခုကိုလမ်းညွှန်တော့မှာဖြစ်ပါတယ်အဲ့တော့အပတ်စဉ်တိုင်းအပတ်စဉ်တိုင်းကျွန်တော်တို့ခုတစ်ခုနော်လက္ခဏာပညာနဲ့ပတ်သက်ပြီးဘုသူရရရင်အလို့ငါကျွန်တော်ပြောပြနေတာပါအဲ့တော့အခုဆိုရင်ကျွန်တော်တို့ဗီဒီယိုဖိုင်လေးလည်းအများကြီးဖြစ်နေပြီဟလာစာအုပ်ထုတ်မယ်ဆိုလဲစာအုပ်ကြီးတုတ်စာနော် အဖြစ်နေပြီအဲ့တော့ဒီတစ်ပတ်မှလည်းကျွန်တော်တို့တခုပြောမှာပေါ့အဲ့တော့ညံလန်းကျောင်းဟာညံလန်းကျောင်းဟာလက်ဝါးပြင်ရဲ့သုံးပုံတစ်ပုံပဲရှိတယ်ပေါ့ညံလန်းကျောင်းဟာတူတယ်အတူတဲ့တူတောင်းပြီးတော့လက်ဝါးပြင်ရဲ့သုံးပုံတစ်ပုံသာလောက်လေးပဲရှိတယ်ပေါ့အဲ့အဲ့ဒီမြင်းကျောင်းလေးကိုကျွန်တော်တို့ပြမှာဖြစ်ပါတယ်ဒီအမှတ်ကားတော့ဒါလူတော်တော်များများမှာတော့မရှိဘူးတချို့တွေမှာလည်းပါတတ်တယ်နော် အဲဒီမှာပေါ့ဘူးထောက်ပြထားတယ်ညံလန်းချောင်းလေးကတူတူလေးနော်အဲညံလန်းချောင်းလေးကတူတူလေးလဝါပြင်၃ပုံရဲ့တပုံးစားဟုတ်ပဲရှိတယ်အဲ့တော့ဒါကလည်းလူတိုင်းမှာမပါပါဘူးတချို့တွေမှာတော့တချို့တလေတွေမှာပါတတ်တယ်အဲ့တော့အဲ့ဒီလိုမျိုးကိုယ့်ရဲ့လက်မှာပါနေတယ်သို့မဟုတ်တစုံတစ်ယောက်သောသူတွေမှာပါနေတယ်ဆိုရင်သူကဘာလဲဆိုရင်တော့ညံအမျော်မြင်ပေါ့နော်ဘုသူတညံအမျော်မြင်အတွေးကအလွန်နဲတဲ့သူတွေမှာပါတတ်ပါတယ် တော့ဟိုမှာပညာရေးဆုံးငန်းမတိုင်တာတို့เนาะပညာရေးနဲ့ပတ်သက်ဆုံးငန်းမတိုင်တာဟဟလာပညာရေးနဲ့ပတ်သက်ပြီးမထွန်းပေါက်တာဟဟလာဉာဏ်အတွေးကိုအမြုံမြင်ဘူးသူရနဲတာအာဆူရာမျိုးတွေမှာဒီမြင်းကြောင်းပါတတ်ပါတယ်သူတို့ကတိတ်ပြီးတော့ခေါင်းရုပ်မခံတတ်ဘူးအဲ့လိုခေါင်းရုပ်မခံတတ်ဘူးအဲတခုဆိုရင်အာဆိတ်ရှုပ်တယ်အာယုံနောက်တယ်ဆူရာမျိုးတွေပေါ့နော်ဖြစ်တတ်ကြတယ်နောက်သူကပညာရက်ပေါ့နော်အတတ်ပညာ ပညာအခြေခံပြီးတော့အာလောက်ကန်စားသောတာမျိုးမဟုတ်ဘဲနဲ့လူပင်ပန်းခံပြီးတော့လောက်ကန်စားသောတာမျိုးကြီးကြုံရတတ်တယ်ဖြစ်တတ်တယ်အဲ့တော့တသောသသနဲ့လောက်ကန်စားရှာဖွေစားတော့လို့မရဘူးပေါ့အဲ့ဒါပင်ပင်ပန်းပန်းရှာဖွေစားတော့မှအဆင်ပြေတယ်ဆိုတော့ညင်ညောက်အမှတ်သားဖြစ်ပါတယ်ဒါလေးကညံလန်းကြောင်းအတူလေးပါအဲ့တော့မိမိအနေနဲ့ကို့မှာဒီမင်းကြောင်းပါလာရင်ကို့အတွက် ဟုတ်လားစမ်းစစ်ချိန်ဆလို့ရအောင်နော်ကျူတင်ကားခွဲရှောင်ရှားနိုင်အောင်ကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာမျိုးဟုတ်လားတွေးတော့လို့ရအောင်ကျွန်တော်တို့လမ်းညွှန်ပြပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အားလုံးပဲဘုဒ္ဓရာကောင်းမြောက်များစွာကိုရရှိနိုင်ကြပါလိမ့်ဗျ